လုံးမိတ်မင်္ဂလာပါရှင်နေ့ဒီတနက်ကြောင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်ဒီနေ့မှာကတော့တနင်္ခွနေနေ့လေးမှာအမေရိကန်ကိုသွားတော့မယ်ဆိုတော့တနင်္သူညီမလေးဆယ်ရက်ပေါ့နော်သူကဆယ်ရက်ပဲချိန်ရတာကိုသူဒီအချိန်သိမ့်မရတဲ့အတွက်ကြောင့်မလို့အဲဒီစနေတနင်္ခွနေပါပေါ့နော်သူကိုခေါ်တယ်ခေါ်ပြီးတော့မှလေ့ကျင့်နေရလေးပဲဖြစ်ပါတယ်ဒီညီမလေးဆိုလို့ရှိရင်ဒီနေ့ကတနင်္ခွနေမှာလုံဝဘိုင်ဝဲကလပ်ကို private ပုံစံမျိုးလေးတင်ပေးနေရပဲဖြစ်ပါတယ်ဒါလေးကတော့ဂျက်တိုတင်နှန်းလေးတွေကိုတင်ကျင်နေဆိုတဲ့ညီမလေးများကိုဒီဗီဒီယိုဖိုင်လေးနဲ့အတူတူဖိတ်ခေါ်လိုက်ပါရနော်အားလုံးကျေးဇူးများကြီးတင်ပါတယ် ြေအုပ်ပြီးသားလို့ရှိရင်တော့ကားထုတ်လို့မရဘူး။ငွေလေးကိုမိုင်းစစ်မှာပါလဲဆိုတော့ဒီလိုမျိုး site ကတူနေရမယ်။อืมดีไซน์เนี่ยดีไซน์เนี่ยตูนี่อ่ะมั้ยเนาะอ่ะมายลงไล่ไปได้เฉยมาบาลงเลยดูๆลงไปเอเดนน่ะဆိုလို့ရှိရင်လည်းဘယ်လိုဘယ်လိုလေးမှောက်ပြီးอ่ะအဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ UV gel လေးကအပြည့်မဲ့လုံးလုံးလေးဖြစ်တယ်အဲ့လိုမှမဟုတ်ဘူးလိုကြီးလောက်ထားလို့ဆိုရင်ကိုကအဲ့ဒါကိုညှိနေတဲ့လမ်းနဲ့ဘေးတွေမှာလေကားတော့ကားတော့လို့ရှိရင်အဲ့ဒီမသေး site က 5G power လောက်လုံးဝမလာဘူးเนาะအဲ့မှာဒီ site ကိုမှလုပ်ခြင်းတယ် ဒါပေမဲ့တိုင်ကြီးကြီးကစစ်စစ်ဖြစ်နေအဲ့ကစစ်စစ်ကြီးကိုမာရီကဘယ်တော့မှဒီဒဇီးနဲ့တော့မတိုင်နိုင်ဘူးဒီဒဇီးတွေကဘလို့အပဲရန်ညစ်ပတ်သွားတယ်အဲ့မှာတော့ကလင်ဇာပလက်နက်နဲ့တခြားလက်တွေ့တယ်တော်ပြီးွားရင်ဆိုတော့ကင်လိုက်တဲ့လက်နဲ့မဟုတ်ပဲနဲ့တခြားလက်နဲ့ကင်ကြည့်ကြည့်လိုက်အဲ့မှာကစစ်စစ်လုံးဝမရှိတော့ကင်ကြည့်လိုက်တခြားလက်နဲ့ဟုတ်ကဲ့နော်ဟုတ်တယ်နော်အဲ့ဒါကဘာမှတော့တိုက်ဘူးအဲ့မတိုက်လို့ရှိရင်မတော့အပေါ်ရင် smooth ဖြစ်တဲ့ဟာမျိုးပဲခါတလေကအစီလေးတွေအင်္ဂလိပ်ဒီနာလေးကင်ကြည့်ဟာအစီလေးဟုတ်လားအဲ့လိုမျိုးတွေရှိရင်အဲ့ဒါကဘာမှတော့ smooth ဖြစ်အောင်လေးလို့ချောမယ်နော် ါဆိုရင်ဒီနေ့မှလေးဆိုလို့ရှိရင်လက်သက်ဆန်လေးကိုစကုံးမျိုးပါဝင်ပြီးတော့ပြင်သွားတာပဲဖြစ်ပါတယ်။ဒီဇိုင်းလေးကိုလည်းသူစူးစမ်းပြီးတော့သူမနက်၈နာရီကသူလာရော ီးသားလို့ရှိရင်သူ၃နိုင်၄နိုင်ဒီသူလေးကျင်တယ်နော်ပညာကိုအဝေးကနေပြီးတော့ရန်ကုန်ရောက်လာတဲ့အချိန်လေးမှာတော့မှာပဲအချိန်ကိုအလားအသက်မဖြစ်ပဲနေမှာသူလိုချင်တဲ့ပညာလေးတွေကိုတေချာညှိနှိုင်းပြီးတော့လိုချင်တဲ့ update design တွေကြီးပဲအဲသူတို့ဟိုပါဘာနော်နိုင်ငံမှာဆွဲတာများတဲ့ Frankfurt တဲ့ designer မှာစားလက်သက်ဆက်တဲ့ design ကိုအဓိကထားပြီးတော့လည်းတင်တဲ့ design တွေပါပါသွားတယ်တင်တာဒီဘေးမှာဆိုလို့ရှိရင်သူဆွဲထားတဲ့ဒီမှာလေးဆွဲထားတဲ့လက်သေးတွေအများကြီးပဲပေါ့နော်ဒါအများကြီးပဲဖြစ်ပါတယ်ကြိုးစားပြီးရပေါ့နော်ကဲ အခုလိုမျိုးစူးစမ်းတဲ့သင်တန်းလူလေးတွေအများကြီးရှိနေထပ်စစ်ကြံပေးတယ်။ဆက်တလာပိုင်းတန်းခွဲလေးကတော့သင်တန်းလေးစနေပါပြီနော်။ဒီ၁၂လပိုင်းဒီဇင်ဘာတော့ကတော့ကြိုတင်ပြီးတော့အနံလို့ရပါပြီနော်။အားလုံးကျေးဇူးပါ